တမိုင်းတျှောက်ဖလားသုံးလုံးအောင်မြင်မှုရခဲ့တဲ့အသင်းများအားလုံးမင်္ဂလာပါ Tribal လို့ခေါ်ဆိုတဲ့တရားဒီအတွင်းဖလားသုံးလုံးအောင်မြင်မှုဆိုတာလုတ်ပြဖို့မလွယ်ကူတဲ့အရာတစ်ခုဖြစ်ပါတယ်ဖလားသုံးလုံးအောင်မြင်မှုလို့ဆိုရမှာဗမဝင်တောင်ဝင် ဖလားတွေကိုထက်တွက်လေးမရှိဘဲနဲ့အဓိကဖလားသုံးလုံးရမှာသာ tribe အောင်မြင်မှုဖြစ်ထက်တွက်လေးရှိပါတယ်။ဥပမာအနေနဲ့ပြောရရင်ဥရောပမှာဆိုရင်ဥရောပတံဖလားပဲအကျုံးဝင်ပြီးတော့ငချောက်တံဖလားနဲ့ tribe ဆိုပြီးအချောင်လေးလို့မရပါဘူး။နောက်ပြီးတော့အမှတ်ပေးဖလားတစ်ခုနဲ့အဓိကပြည်တွင်းရှုံထက်ဖလားတစ်ခုလို့လိုအပ်ပါတယ်။ ဂီတင်းဖလားဆိုရင်လည်း FA ဖလားလို့လို့အဓိကပြန်ပွဲတွေဒါအကျုံးဝင်ပြီးတော့အချွေရေးဖလားလို့ဟာမျိုးတွေအကျုံးမဝင်ပါဘူး။တခါတုန်းကလည်းပကိုးအတင်းကငချောက်ထန်းဖလားရှုံးထွက်လိဖလားနဲ့ FA ဖလားသုံးလုံးရရှိခဲ့ပေမဲ့ triple ဖြစ်သတ်မှတ်ပြီးခဲ့ခြင်းတော့မရှိပါဘူး။ဒါကြောင့်ဒီနေ့မှာတော့တပိုင်းချောက် triple ရခဲ့မှုတွေအတင်းတွေရဲ့အကြောင်းကိုတင်ဆက်ပေးနေပါတယ်။နံပါတ်1နေနေကတော့ဂင်ဘူးလို့ပဲဖြစ်ပါတယ်။ဒါလည်းဂင်မူးတို့အခုထိတမိုင်းပြောင်းလဲနေတဲ့အရာတစ်ခုဖြစ်ပြီးတော့1998 99ရာသီမှာစာအဲလက်ရဲ့ဥစားမှုနဲ့အတူအဓိကဖလားသုံးလုံးထိရရှိခဲ့ပါတယ်။ အဲဒီတုန်းကဆိုရင် အင်္ဂလန်ရဲ့ဒသင်းတဲ့သောခြေပဲရရှိတဲ့ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဂေဂျီတို့ကို live fight နေတဲ့တမျိုးသေးသားညီလေးတွေကလည်း2023 2023ရာသီမှာခြေပဲအောင်မြင်မှုရယူသွားနိုင်ခဲ့လို့အင်္ဂလန်မှာဂေဂျီတို့ဒသင်းပဲရခဲ့ဘူးရဲ့ဆိုတဲ့မှတ်တမ်းကပြည့်ပြည့်သွားခဲ့ရပါတယ်။နံပါတ်1အနေနဲ့ကတော့ Scotland Class 7အသင်းပဲဖြစ်ပါတယ်။စတဲ့အသင်းဆိုတာ Scotland League ရဲ့အင်အားကြီးအသင်းဖြစ်ပြီးတော့နှစ်ဆက်ဥရောပပြိုင်ပွဲတွေမှာမြင်တွေ့ရတာပါတယ်။ သူတို့တင်ရတခြားတင်းတွေအလုံးထက်အစောဆုံး tree way ယူပြနိုင်ခဲ့တဲ့ဆရာဆရာကြီးအတင်းလို့ဆိုရမှာပါ1996 99ရာသီမှာနီးပြဂျက်စတင်ရဲ့ဥစားမှုနဲ့အတူဖလားသုံးလုံးအောင်မြင်မှုရရှိအောင်လုပ်ပြနိုင်ခဲ့ပါတယ်။နံပါတ်3တင်တဲ့ကတော့ IF တင်ပဲဖြစ်ပါတယ်။မြန်မာလန်အင်အားကြီးကလပ်တစ်ခုဖြစ်တဲ့ IF တင်ရဆိုရင် Triple ရခဲ့မှုရဲ့အတင်းအသင်းဖြစ်ပါတယ်။ IF တင်ကတော့1992ရာသီမှာရခဲ့တာဖြစ်ပြီးတော့ UN Cryf ရဲ့ဥစားမှုနဲ့စကူနိုင်ခဲ့တာပါ။နံပါတ်4နေနေကတော့ PSV အတင်းပဲဖြစ်ပါတယ်။ နယ်သာလန်မှာထရီဘယ်ရခဲ့ဘူးတာ IF တင်းတင်းနဲ့တော့မဟုတ်ခဲ့ပါဘူး IF တင်းရဲ့ပြိုင်ဘက်အတင်းဖြစ်တဲ့ PSV တင်းကလည်းထရီဘယ်ရခဲ့ဘူးပါတယ် PSG ကတော့1986-89ရာသီမှာဖလားတော်လုံးအောင်မြင်မှုစုကူးနိုင်ခဲ့ပြီးတော့မထမတ်ထားပဲချန်ပီယံဖြစ်လာခဲ့တာပါ။နံပါတ်9အနေနဲ့ကတော့ Inter Milan အသင်းပဲဖြစ်ပါတယ်။ Italy ရဲ့တသင်းထဲသောထီဘေရခဲ့မှုတဲ့အသင်းကတော့ Inter Milan အသင်းပဲဖြစ်ပါတယ်။ Inter Milan အသင်းက2009-2020ရာသီ Special 1ကြီးမော်ရင်ရဲ့လက်အောက်မှာထီဘေကိုရရှိခဲ့တာဖြစ်ပါတယ်။ နာမည်လန်တင်ကဈားထဲမှာကြာဆင်းမှုတွေရှိခဲ့ပေမဲ့အခုတော့ပြန်လဲဥမော်လာနိုင်ခဲ့ပါပြီ။ဒါကြောင့်နောက်ထပ် Freeway အောင်မြင်မှုမျိုးထပ်ရပြနိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ Freeway ကိုနှစ်ကြိမ်ထိရခဲ့မှုတွေအသင်းတွေကတော့ဘလုံးသမိုင်းမှာနှစ်သင်းလာရှိခဲ့ပါတယ်။အလားတော့ Spain Club Barcelona နဲ့ German Club Bayern Munich တို့ပဲဖြစ်ပါတယ်။ Gleebo တို့ကတော့2023နဲ့2019-2020ရာသီတွေမှာ Freeway ကိုဆက်တက်ရရှိခဲ့ပါတယ်။ကွန်ဂီနူကတော့2008-2009ရာသီ2014-2015ရာသီတွေမှာစစ်ခုနိုင်ခဲ့တာဖြစ်ပါတယ်။ စောင်းလေးကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။